ဘုန်းကြီးတို့ကံကြီး၅ပါးရှိပါတယ်ပင်စနန္ဒရိယကံလို့ခေါ်တယ်နံပါတ်၁ကဘာလဲမာမာတုဂရကကံအမိကိုတတ်တဲ့ကံနံပါတ်၂ကပိတုဂရကကံအဖတ်ကိုတတ်တဲ့ကံနံပါတ်၃ကအရဟန္တဂရကကံယဟန္တာပုဂ္ဂိုလ်ကိုတတ်တဲ့ကံ နံပါတ်၄ကလောကီတုပ်ပါရကကံယခုခေတ္တဘုရားရှင်ဤတန်တန်တော်၌သွင်းစဉ်တည်စီတဲ့ကံနံပါတ်၅ကတော့တန်ခပိရိကကံတန်ခကိုသိမ့်ကွဲတော့အောင်ပြုလုပ်တဲ့ကံတဲ့ပေါင်းလိုက်တော့ကံကြီးဘယ်နှခုရှိလဲ၅ခုသူတို့ကအနန္တရိယကံမှာအလုံးကြီးလေးတဲ့ကံလို့ဒီလိုသတ်မှတ်ထားတယ်ဘာကြောင့်လဲဒီကံကိုလွန်ကျူးတဲ့ပုဂ္ဂိုလ်တည်း မဲ့ဖို့နိဗ္ဗာန်ကိုဘယ်လိုပင်ဇံမဲ့ဖို့နိဗ္ဗာန်ကိုဇံတရားမဲ့တရားတွေကိုဘယ်လိုပင်အထုတော်လဲဒီဘဝမှာဘယ်လိုမှမရနိုင်ဘူးဒါကအကြောင်းတစ်ခုနောက်ကြောင့်တစ်ခုကတော့ဒီသတ္တဝါတိသိသိအခမ်းမဲ့၌ကျင်းတဲ့အပယ်လေးဖို့တဘုံဘုံကိုရောက်ရမယ်ဘုရားတော်မှကဲလို့ဘယ်လိုမှမရနိုင်ဘူးဒါကြောင့်အလွန်ကြီးလေးတဲ့ကံဆိုပြီးဒီလိုသတ်မှတ်ထား အဲ့ဒီအလွန်ကြီးလေးတယ်ဆိုရင်ဒီကံနဲ့ပတ်သက်ပြီးတော့အထက်ကဒီကံမြတ်ကရှင်းလင်းထားတဲ့အထက်မှာနည်းနည်းလေးဒီလေးပရိသတ်တွေမှတ်သားစေခြင်းနဲ့ကံလေးတစ်ခုလည်းပါပါတယ်။ယခုလိုသက်တော်ထင်ရှားမြတ်စွာဘုရားအပေါ်၌သာပြုလုံးမှအနန္တရိယကံမြည်သည်မဟုတ်ဘူးတဲ့။ဘယံရှိရဲ့ရုပ်ဘောတော်ဇီရီတော်ပထုတော်ဒီမှာလဲအလားတူပဲသွေးစင်းဒီလောက်အောင် ပြည့်စည်အောင်ဖြစ်စည်နေတဲ့ဒီအကုသိုလ်ကံนี่ဖိုက်ဖောက်တဲ့အကုသိုလ်ကံမျက်လုံးဖောက်တဲ့အကုသိုလ်ကံစတဲ့ဒီအကုသိုလ်ကံนี่ဟာလဲအနန္တရိယကံအစ်စ်မဟုတ်တော့လဲအနန္တရိယတရိသအနန္တရိကကံနဲ့အလတ်တူပါတယ်ဆိုပြီးတော့ဒီလိုဆုံးဖြတ်ထားတယ်။ဒါကြောင့်ရှင်းရှင်းပေါ့လေမင်းတို့မင်းလက်ထက်တုန်းကမဟာမြတ်မုနိရုပ်ပွားတော်ကြီးမန္တလေးတောင်မြေမြို့လောင်းတဲ့အချိန်ကမှ ဘုရားတဆောင်းဒီနေ့တကွာရုပ်ဘောတော့အဋ္ဌိမိအလောင်းမြတ်ခံရပါတယ်။ရှင်ယခင်တို့ကလည်းအလားတူပဲဒီလိုရွှေတွေချက်ထားတယ်။အဲ့ဒီရွှေတွေအကုန်လုံးပျော်ကျသွားတယ်။ပျော်ကျသွားလိုက်တဲ့အချိန်ခါကျတော့ဘုရားတဆောင်းတော်ကြီးပြန်ပြီးပြုတ်ရင်ဖို့ရန်ဆိုတဲ့အကြောင်းကိုပေါ်လာတယ်ဆိုကြဆိုနော်။ပျော်ကျသွားတဲ့ရွှေတွေကိုချိန်ကြည့်လိုက်တော့ပိဋကကျင်၄၀ရှိတယ်။ဒီပိဋကကျင်၄၀ကိုမင်းတို့မင်းကြီးက ပိလကြီး20ဖြစ်ဆိုပြီးတော့ဆရတော်ကြီးလုပ်ပြီးတော့ဘုရားမှာပူဇော်ထားပါတယ်နော်ဒီဆရတော်ကြီးကဒီနေ့မြင်နိုင်တဲ့ဆရတော်ကြီးဖြစ်ပါတယ်ဒီမှာဘုန်းကြီးပြောချင်တာကတော့ဒီဘုရားကဏ္ဍကုရင်ကျောင်းတော်ကြီးမိခသွားတဲ့အချိန်ကမှပြန်ပြီးပြုရင်ဖို့ရအဲ့အတွက်ဆရတော်ရေစုပေါင်းပြီးတိုင်ပင်ကြတယ်မင်းတို့မင်းကြီးလည်းပါပါတယ်ကဏ္ဍကုရင်တိုက်ကိုရောက်ဖို့တဲ့ပုဂ္ဂိုလ်များတော့နည်းနည်းနားလည်လိမ့်မယ်ထင်ပါတယ်အရှင်ဘုရားနဲ့ဝင်လိုက်လို့ရှိရင် ဘယံကြီးရဲ့မြေတော်ကိုလှမ်းဖူးလိုက်တဲ့အချိန်ကမှခလန်းလန်းကမမြင်ရဘူးအနံ့ရောက်မှပဲမြင်ရတော့ဘယံကြီးရဲ့မြေတော်ဟာကွယ်နေတယ်ကွယ်နေတဲ့အတွက်ရှိကနေပေါင်းကူးတဖွဲ့ပြုလုပ်ထားတဲ့ဥဒ္ဒရာင်းကို ဖြိုပြီးတော့အပေါ်ကဖြင့်နေဖို့ရန်အတွက်ကျူစာအထောက်ကြတော့လေးမြင်လေးရမှရှိတဲ့သရောကြီးတွေတရောခံများများကအလုံးကန့်ခွက်ကြတယ်ဘယံကြီးရဲ့ ကန္နကုဏီကြောင့်တော့ကိုဥဒ္ဒဋ္ဌမှဖြူခွဲဖြစ်စီတာကိုနည်းနည်းမှမကြိုက်ဘူးဒါဟာအနန္တရိယကံနဲ့အလတ်တူတယ်ဆိုပြီးတော့ဘုရားရှင်သတင်းသုံးတော်မူတဲ့ကြောင့်တော့ဘုရားရှင်သတင်းသုံးတော်မူရာဖြစ်တဲ့ဗောဓိပင်ဒါရီဟာလည်းဇီရီခိုက်တယ်ဇီရီအင်္ဂုတ်ကုလဖြစ်စီခြင်းကိုမလွတ်လားတဲ့အတွက်အလုံးဝိုင်းကွန့်ကွက်လိုက်တာနဲ့အဲဒီကန္နကုဏီတက်ကြီးမူလထမ်းရတဲ့ပုံစံအတိုင်းပဲထားရတယ်ဒီနေ့အကြည့်ပဲနော် ဘုရားယူဘောတော်တယ်မဟုတ်သေးဘူးဘုရားယူဘောတော်ကိယောရာဖြစ်နေတဲ့ဇီအိမ်ကိုယ်တော်လည်းပဲဥနိပြမဖြူခွဲဖြစ်ရှိတာကိုရှေ့ရှေ့တော်ကြီးတွေကမကြိုက်ကြဘူးဒီကံကိုသိကြောင်းလုံးလို့နော်ဒီအနန္တရိယကံကြီးကိုအလွန်ကြောက်ကြတယ်ဒါကြောင့်ဒီအနန္တရိယကံကဒီနည်းအကြမ်းမဲ့အပယ်လေးဘုံကိုကျင်းသိဧကံရောက်စေနိုင်တဲ့ကံတစ်ခုဖြစ်သွားပြီဒီကံကိုအရှင်ဒီဝရကကျူးစာအထုတ်ပြီ ဒါပေမဲ့နောက်ဆက်တွဲဘာဖြစ်လာပြန်လဲပြဿနာလေးတစ်ခုအဲ့ဒီကံကဘာကြောင့်ဖြစ်ရသလဲမနေ့တုန်းကပြောခဲ့ပြီပါပြီဝိဘက်တော်ကဘာဝိဘက်တော်လဲကလေးဘဝမှာကစားနေရင်လမ်းမှာမှဆုံးကကြွလာတဲ့အရှင်ပိစိကဗုဒ္ဓကိုကြောက်ခင်းနေပုံမိတယ်ကံကြီးပဲနော်အဲ့ဒီအကုသို့ကံလေးဒီဖြင့်ဒီမြတ်အထိအကျိုးပေးတတ်တယ်ဆိုရင်ခုလိုဘုရားကိုဖြစ်စီနေတဲ့ကံလို့သွေးစင်းတည်စီတဲ့ကံမျိုးကပို့ပြီးတော့ရင့်ကျက်မယ်ဆိုတာတော့ခံမလို့ ya, yeah, vale.